နယ်တောင်ဘက်မှာရှိတဲ့ကျေးရွာချို့ကိုဒီကနေ့နေ့လယ်ပိုင်းမှာစစ်ကောင်စီရဲတပ်ကတိမ်မောဘော်ကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ဒေသခံတွေကပြောပါဗျ။ကျောင်းနီမော်ရွာဘက်ကနေဒဝဲမြေကျောင်းအတိုင်ဆန်တက်လာတဲ့စစ်ကောင်စီစစ်သင်းဘောဟာဒီကနေ့ဇွန်လ28ရက်နေ့မနက်7:00နာရီကျော်အချိန်ကစပြီးရဘဲရွာနဲ့ပြင်ကြီးရွာရွာနာဝန်းကျင်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ဒေသခံအမျိုးသမီးတအူးကပြောပါဗျ။ စစ်တင်မောဟာရပဲရွာအရှိဖက်ဒဝယ်မြဝကနေပြစ်ခတ်ခဲ့တာဖြစ်ပြီးစစ်စုပေါင်းလက်နက်ကြီးအချက်ရေ15ချက်တမနဲ့ပြစ်ခတ်ခဲ့လို့လက်နက်ကြီးအများစုကဇလွတ်နဲ့ပြင်ကြီးရွာကြားကြောက်ပြင်းအောင်ဖက်ကြားရောက်ပောက်ကွဲခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်တာမရှိဘဲလက်နက်ကြီးတွေနဲ့ပစ်နေတာဖြစ်ပြီးလက်နက်ကြီးကြောင့်ဒီကနေ့ဇလော့ပြင်ကြီးရပဲစတဲ့အနည်းဆုံးကျေးရွာ300ကဒေသခံတွေဘေးလွတ်ရာကိုတင်းရှောင်နေကြရပါတယ်။ ပြည်ထောင်စုလာဒုတိယပတ်ထဲမှာလဲအင်အားတရာလောက်ပါတဲ့စစ်ကောင်စီစစ်ကြောင်းဟာလောင်းလုံးမှာတရားဝင်တရားထက်စစ်ကြောင်းထိုးခဲ့ပြီးတဝယ်မြေကမ်းဘေးမှာရှိတဲ့ကညုံကျွန်းရွာမှာဇွန်လ25ရက်နေ့အထိဆယ်ရက်ကြာတက်ဆက်ခဲ့ပါသေးတယ်။